တာယာချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်မဲ့နေထိုင်နေ23နေရှိပါတယ်ဘုံဘုံကိုတရားဟောဖို့အတွက်တောင်းဆိုလာတာဖြစ်ပါတယ်ကြည်လိုက်တဲ့အခါမှာငယ်ငယ်ရွယ်ရွယ်နဲ့ကြွေလွင့်သွားကြတဲ့ညီငယ်ညီမငယ်လေးတွေဖြစ်ပါတယ် အဲ့ဒါလေးတွေကြည့်တော့အစိတ်မကောင်းပါဘူး။တောင်းတဲ့ပုဂ္ဂိုလ်ကလည်းသူတို့အတွက်မဖြေနိုင်လို့တရားလေးနာကျင်ပါတယ်ဖုံဖုံရှိမှတောင်းဆိုလာတာဖြစ်ပါတယ်။အဲ့တော့ဗျာလောကကြီးမှာမမြဲတဲ့လောကကြီးမှာနေကြရတဲ့အခါမှာအကုန်လုံးဟာတနေကြရင်တော့ခွဲကြရမှာတဟာဓမ္မတာပါပဲ။ဒါကတော့ကအယူတယောက်ဟာဂျီကန်ဘေးမှာထိုင်နေတော့ တောဘဲအုတ်ကြီးတောက်ဟုတ်ဟာအဲ့ဒီရေကန်ဘေးမှာအကျလာပါတယ်ကျလာတဲ့ခါကျတော့ဒီအယူဟာဒီဒီတောဘဲအုတ်ကြီးကို သူ့ဘဲအုတ်ပဲလို့သူ့စိတ်ထဲမှာထင်မှတ်နေတယ်အဲ့လိုစိတ်ကိုရင်လို့ကောင်းနေတော့မှာပဲအဲ့ဒီတောဘဲအုတ်ကြီးဟာအချိန်တန်တော့ညနေမိုးချုပ်တော့အိတ်တန်းစီကိုပြန်သွားပါတယ်ပြန်သွားတဲ့အခါမှာဒီအယူဟာလေဖြေမစီနိုင်ဘူးအကျိမ့်မနိုင်ခဲမရတွေဖြစ်ပြီးတော့ငါဘဲတွေငါဘဲတွေ ငါစီကို ပြန်လာခဲ့ပါငါစီကိုပြန်လာခဲ့ပါလို့တစားစားအော်ရင်းနဲ့နောက်ကနေဒုတ်တစ်ချောင်းကိုက်ပြီးတော့တော်တဲ့ကိုလိုက်သွားပါတယ်အဲ့တော့တကယ်တမ်းစိတ်မှန်တဲ့သူစိတ်ကောင်းရှိတဲ့သူမယူဘူးဆိုရင်တော့အော်ဒါတွေဟာတော်တဲ့ကလာတဲ့တော်ပဲတွေပဲအချိန်တိုင်းရင်သူ့နေရာနဲ့သူ ပြန်သွားမှာပဲလို့သဘောပေါက်ပါပဲဒါပေမဲ့သူကယူနေတာဖြစ်တဲ့အတွက်အဲ့ဒီလိုသဘောမပေါက်နိုင်ပါဘူးကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်ကြားပါတော့လေ ဲ့တော့ဘုံဘုံတို့တွေမမြဲတဲ့လောကကြီးထဲမှာနေကြရတဲ့အခါမှာအကုန်လုံးကလည်းပဲငါအပိုင်းလို့တွက်ထားကြတယ်ငါသားငါသမီးငါဇနီးငါလည်းလို့ဒီလိုငါပိုင်းနဲ့တွက်ထားကြတဲ့အခါမှာတကယ်တမ်းဒီငါပိုင်းပါတယ်ဆိုတဲ့သားတဲ့သမီးတွေဇနီးတွေခင်မွန်းနေနဲ့ခွဲခွာကြရပြီဆိုတော့ဘလို့မှဖြေမစီနိုင်ဖြစ်ကြပါလေပြောချင်တာကဒါလေးကိုတိထားရမှာဖြစ်ပါတယ်အဲ့တော့ ဒီတာဒီတမီဒီဇနီဒီခမုံးကိုမပြောပါနဲ့ကိုယ်ခန္ဓာကိုယ်တောင်ကိုမပိုင်တဲ့ကိစ္စဘယ်သူကိုပိုင်ရမှာလဲပေါ့အဲကြောင့်မို့အားလုံးဟာအချိန်တန်ရင်သူ့နေရာနဲ့သူပြန်သွားကြမှာပဲအချိန်မတန်လေးလို့ခဏလေးတွေးဆကြရတာဖြစ်ပါတယ်အဲတွေးဆကြရတဲ့အခိုက်အတန့်လေးမှာတယောက်နဲ့တယောက်တဦးနဲ့တဦးဘယ်လိုဖေးမှာကူညီပြီးတော့ကောင်းမှုကုသိုလ်တွေပြုကြမလဲဒါပဲတွေးရမှာဖြစ်ပါတယ်အချိန်ကြရင်တော့ ိုလည်းပဲဒီလမ်းကိုသွားရမှာပဲနောက်ပြီးကြတော့ကိုပိုင်ပါတယ်လို့တွေးထားတဲ့ဒီဇနီးတွေဒီကမွန်းတွေဒီသားတွေဒီမယားတွေအကုန်လုံးကလည်းပဲအချိန်တန်ရင်သူ့နေရာနဲ့သူပြန်သွားကြမှာပဲမပြန်ခင်နေ့မှာအကောင်းဆုံးအနေနဲ့ဘယ်လိုလက်တွဲပြီးတော့ဘယ်လိုကုသိုလ်ကောင်းမှုတွေကိုပြုကြမလဲလို့တွေးကြရမှာဖြစ်ပါတယ်အကြောင်းမို့မမြဲတဲ့လောကကြီးဘာကိုမှမပိုင်တဲ့လောကကြီးလို့သဘောပေါက်ပြီးတော့မှအားလုံးပဲဖြည့်ဆည်းနိုင်ကြပါစေ အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါစီဗျာ။တာယာချမ်းမြေ့ပျော်ရွှင်စွာနေထိုင်နိုင်မဲ့နေထိုင်နည်း23နည်းရှိပါတယ်။နံပါတ်1ကတဲ့မိမိကိုယ်ကိုမိမိကယူဆိုင်ပါတဲ့။နံပါတ်2ကမိမိကိုယ်ကိုမိမိထိန်းသိမ်းပါအမားတွေမလုံမိအောင်ကိုယ့်ရဲ့စိတ်ကိုကိုယ်ပြန်ပြီးတော့ထိန်းသိမ်းရမှာဖြစ်ပါတယ်။နံပါတ်3ကအကျင့်စာရိတ္တမပြတ်ပြားပါစေနဲ့။ ဒါအရေးကြီးပါတယ်။နံပါတ်၄ကတော့ချစ်တတ်ပါကလေးများကိုလည်းပဲကူညီဖို့မမေ့ပါနဲ့။နံပါတ်၅ကယူသားပါယူသားတဲ့ဂုံစားမကုံဆိုတဲ့အတိုင်းပဲယူယူသားသားနေပါ။နံပါတ်၆ကနမူနာကောင်းများချမှတ်ပါ။ကိုလို့လိုက်တဲ့အလုံးမှန်သမျှသည်နောက်နောက်လူတွေအတွက်နမူနာကောင်းစံပြကောင်းဖြစ်နေရပါမယ်။နံပါတ်9ကအမှန်တရားဖြစ်နေတိုင်းနဲ့အောင်ရှာပွေပါ။ ငါလုလိုက်တဲ့အလုပ်ဟာမှန်ကန်မှုရှိရလားဆိုတာကိုယ့်အကူပြန်ပြီးတော့မှ သုံးသပ်ဆင်ခြင်ပြီးတော့မှမမှန်ကန်ကန်အလုပ်ကိုလုပ်ပါနမကိုကသူ့တက်မတတ်ပါနဲ့တဲ့ကိုကတရားမဝင် အလုပ်များကိုမိသည့်အခါများမလုပ်ပါနဲ့နံပါတ်30ကဥပဒေပေါင်းတွင်းမှနေထိုင်ပါအများအကျိုးကိုဆောင်ရွက်ရမှာဖြစ်ပါတယ်နံပါတ်7ကစိတ်တဘောဓာကောင်းသူများကိုဒုက္ခမပေးပါနဲ့နံပါတ်7ကမိမိပဝန်းကျင်ကိုကာကွယ်ဆောင်ရှောက်ပါ တိုးတက်အောင်စွမ်းဆောင်ရမှာဖြစ်ပါတယ်။နံပါတ်73ကမခိုးယူပါနဲ့။နံပါတ်74ကယုံကြည်ခံထိုက်တဲ့သူဖြစ်ပါစေ။နံပါတ်15ကတာဝန်နဲ့ဝတ္တရားများကျေပွန်အောင်ထမ်းဆောင်ပါ။နံပါတ်16ကလုံလဝိရိယနဲ့အကျိုးစားပါ။နံပါတ်7ကအစွမ်းအစလုပ်ရည်ကံရည်ရှိပါစေ။နံပါတ်8ကသူတို့ဘာဘာသာရေးယုံကြည်တက်ဝင်မှုကိုလေးစားရမှာဖြစ်ပါတယ်။နံပါတ်9ကကိုယ်အလုတ်ခံရရင်မကြိုက်တဲ့အရာကို သူတစ်ပါးကိုမလုံမီအောင်ကြိုးစားရမှာဖြစ်ပါတယ်။နံပါတ်20ကတဲ့ကိုယ့်ကို ပြုတ်မှုစေတဲ့အပြုတ်မှုတွေကိုသာသူတစ်ပါးကိုပြုတ်မှုစီရမှာဖြစ်ပါတယ်။နံပါတ်21ကတိုးတက်အောင်ကြံဆောင်လုပ်ကြရမှာဖြစ်ပါတယ်။ဒီအချက်21ချက်ကိုကျင့်သုံးလိုက်နိုင်မယ်ဆိုရင်တော့ဘဝမှာ စိတ်ချမ်းချမ်းသာသာနေထိုင်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲနေထိုင်တတ်ကြပါစေခင်ဗျာ။မိခွန်းရှင်တယောက်ကမိထားလာလေးရှိပါတယ်။ ရှင်ပြရတဲ့တပည့်တော်ကောင်းတာတွေဘလောက်ပဲလှုပ်လှုပ်တပည့်တော်ကိုမကောင်းပဲမြင်ကြတယ်မကောင်းပဲပြောကြတယ်မကောင်းတာတွေပဲပတ်ဝန်းကျင်မှာတပုတ်လေလွင် ပြောကြတယ်ဖရားတဲ့အဲ့ဒါဘာများဖြစ်လို့ပါလဲတဲ့တပည့်တော်လည်းကောင်းကောင်းနေတာဟိုစေတနာကောင်းရင်ကံကောင်းမယ်လို့လည်းနာဘူးတယ်တဲ့အဲ့ဒါဘလို့ဖြစ်လို့လဲဖရားလို့မေးထားပါတယ်အဲ့တော့ဒီဘုရားမှာကောင်းကောင်းမွန်မွန်နဲ့နေတဲ့ပုဂ္ဂိုလ်ဟာ မကောင်းတာတွေပဲဆက်ပြက်နေတယ်ဆိုရင်တော့ဒီတဘွားတည်းကြည်လို့မရပါဘူးအတိတ်ဘဝကကိုယ်ကဘာတွေလုပ်ခဲ့တယ်လဲဆိုတာမမြင်နိုင်တာဖြစ်တဲ့အတွက်အတိတ်ဘဝကိုပယ်ထားလို့မရပါဘူးဒါကတော့ကဆရာတော်ကြီးတပါးဟာသူ့เจ้าမှာကတ်ထားတဲ့တိုင်ကနာကြီးပျောက်သွားတော့စိတ်ဆိုးမှန်ဆိုးနဲ့ရွာထဲကိုအုံမောင်းခောက်ပြီးတော့မှခေါ်ပါတယ်ခေါ်လိုက်တဲ့အချိန်မှာဆရာတော်ကြီးကစဉ်းစားမိတယ် 哦ငါဒီတိုင်ကနိုင်ကြီးပျောက်တာဟာငါအတိတ်ဘဝကသမီးပစ္စည်းကိုခိုးခဲ့လို့ဒီဘဝမှာငါရဲ့တိုင်ကနိုင်ကြီးခိုးခံရတာဖြစ်တယ်လို့နှလုံးသွင်းဆင်ခြင်မိပြီလဲဆိုရော့ဒွာသားတွေရောက်လာတဲ့အခါမှာဆရာတော်ဘာကိစ္စနဲ့တုံးခေါက်တာလဲဖရာလို့ဘာများဖြစ်လို့လဲလို့တပည့်တို့ဘလို့မျိုးဆောင်ရပေးရမလဲလို့ရှောက်တော့အေးငါတိုင်ကနိုင်ကြီးပျောက်သွားလို့တဲ့ဒါပေမဲ့အခုကတော့မင်းတို့ရှားမနေပါနဲ့တော့တခိုးကိုလည်းဖမ်းမနေပါနဲ့တော့ ဟာဆရာတော့ဒါဖမ်းရမယ်လေចောင်းကပစ္စည်းဆိုတာဒါမလုတ်တင်ဘူးတန်ကပစ္စည်းဆိုတာဒါမလုတ်တင်ဘူးဖမ်းရမယ်လို့တကားတည်းကပြောတော့မဟုတ်ဘူးကွာဒီဘဝမှာခိုးလိုက်တော့ငါစီရနေပါသွားတော့ငါဝတ်ကြွေးတခုကြည်သွားတယ်လို့ငါခံစားရတယ်ငါအတိတ်ဘဝကသူများပစ္စည်းခိုးခဲ့လို့ဒီဘဝမှာခိုးခံရတာတကားတည်းကိုပြောပြလိုက်ပါတယ်မှန်ပါတယ်ဗျဒီဘဝမှာကိုကကောင်းတာတွေလုပ်နေပါလျက်နဲ့ ကောင်းတာတွေဟောနေပြောနေပါလျက်နဲ့ကိုယ့်ကိုမကောင်းတဲ့စကားတွေမကောင်းတဲ့လုပ်ရတွေကိုယ့်ဘောကိုပြစ်တင်ရှုတ်ချတာတွေလုပ်လာပြီဆိုရင်ဒါကိုယ့်ရဲ့အတိတ်ဘဝကဘာတွေလုပ်ခဲ့တယ်ဆိုတာဟိုပြန်ပြီးတော့မှပေါ်လွင်လာတာဖြစ်ပါတယ်အဲ့တော့ခွေးဟာကဲသလုံးနဲ့ပြစ်လိုက်မယ်ဆိုရင်သူကအဲ့ဒီကဲကိုပဲလိုက်ကြိုက်ပါတယ်ရှင်သိကတော့အဲ့ဒီလိုမဟုတ်ပါဘူးကဲနဲ့ပြစ်လိုက်ပြီဆိုရင် ခဲကိုလိုက်မကြိုက်ဖဲနဲ့အဲ့ဒီခဲပစ်တဲ့သူဟာအကြောင်းရင်းကိုလိုက်ရှာပါတယ်ဘယ်သူပစ်တာလဲအကြောင်းရင်းကိုရှာပြီးတော့မှရှင်းလင်းသုတ်တင်ပါတယ်ဒီဘဝမှာဒီလိုဒီလိုဆိုတဲ့မျိုးတွေးတတ်တယ်ဗျအတိတ်ဘဝကိုမိထားလို့မရပါဘူးဒါကြောင့်မို့ရှင်ဒင်းနဲ့တူအောင်ကြိုးစားပါရှင်ဒင်းဆိုတာက ဖြစ်လာတဲ့အကြောင်းပေါ်မှာဖြစ်လာတဲ့အကျိုးပေါ်မှာအကြောင်းရင်းကိုလိုက်ရှာပါတယ်အကြောင်းရင်းကဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာမျိုးကိုလိုက်ရှာပြီးတော့မှဘလို့ပဲဖြစ်ဖြစ် ကိုကောင်းအောင်နေဖို့ရည်ကြည်ပါတယ်။ကောင်းကောင်းနေကြပါခင်ဗျာ။ကျေးဇူးများကြီးတင်ပါတယ်။ဘယ်လိုလူမျိုးဖြစ်ချင်းလဲ။ဘမို့အလူပဲလေးတစ်ပွဲကြွားတော့လောင်ကျိုင်လေးထဲမှာကြက်တူရွေးငှက်ကလေးတွေကိုအလှမွေးထားပါတယ်။ကြက်တူရွေးငှက်ကလေးတွေဟာရောင်စုံလေးတွေဆိုတော့အယမ်းလှပါတယ်။ခန္ဓာကိုယ်ကလည်းစူဖြိုးနေတာပဲ။အစားမှအိမ်မှဆိုတော့စူဖြိုးမှာပေါ့။ ဒါကိုဘေးကနေတခြားငစ်ကလေးတွေကသူတို့ရဲ့အစာပုံနားမှာဝိုင်းပြီးတော့မှအဲလောင်ကျိုက်အပြင်ဘက်ကနေလူရက်ပြီးတော့မှစားတောက်နေကြပါတယ်။ဒါလေးမြင်တော့ဘုံဘုံကပုံမြင်လေးတစ်ပုဒ်ကိုသွားတတိယနဲ့ဗျ။ဝဲဝော်နဲ့ခွေးပေါ့။ဝဲဝော်ဟာကြီးထွားတဲ့တရဝါဆိုပေမဲ့လို့အစာကောင်းကောင်းမစားရတဲ့အတွက် ပိန်ချုံပြီးတော့มาနေပါတယ်။ဟိုခွေးကတော့စူးစူးဖြိုးဖြိုးပေါ့သူကတော့ဒီလိုဖြစ်နေတယ်။တရက်မှာအဲ့ဒီခွေးနဲ့ဒီဝက်ဝံနဲ့အတူတူလမ်းလျှောက်လာကြတယ်။လမ်းလျှောက်လာတဲ့အခါမှာအယိုးတွေ့တိုင်းအသားတုံးတွေတွေ့တိုင်းဝက်ဝံကြီးပဲကုန်းကောက်ပြီးတော့มาစားတယ်။ခွေးကတော့မစားဘူး။ဘာဖြစ်လဲဆိုခွေးကအချိန်မှမှ စားတော့နေရတာဖြစ်တဲ့အတွက်သူ့အတွက်အစာကမလိုဘူးလေအဲ့တော့ဝဲဝုံကပြောတယ်အေးကွာငါဘဝကတော့အစာတွေ့ရင်ငါကြီးပဲကုန်းကောက်ပြီးတော့မှစားရတာငါဘဝကအစာကိုပဲညှော်နေရတဲ့ဘဝပါကွာမင်းဘဝနဲ့ကွာချလိုက်တာလို့ပြောပါတယ်မင်းဘဝကတော့အချိန်မှန်မှအေးအချိန်မှန်မှစားဘာမှပူစရာမလိုဘူးနေရတာကလည်းအိတ်ထဲမှာတက်တောင်တက်တာပဲလို့အဲ့ဒီဝဲဝုံကပြောပါတယ် ခွေးကလည်းထောက်ခံပါတယ်။ဟုတ်တယ်ကွာ။ငါကကွာငါသခင်ရဲ့အိမ်လေးကိုလုံခြုံအောင်စောင့်ပေးရင်ငါအတွက်စားစရာလည်းမပူရဘူး။အိတ်စရာနေရာလည်းမပူရဘူး။လူလေသေးမရှိအောင်ထားပေးတာ။အဲ့တော့မင်းကောငါလိုမနေချင်ဘူးလားလို့မေးပါတယ်။မင်းလိုနေမယ်ဆိုရင်ငါဘာတွေလုပ်ရမှာလဲလို့ဝက်ဝံကြီးကမေးတော့ငါခဏနေကပြောသလိုပဲကွာငါရဲ့သခင်အိမ်ကိုလုံလုံခြုံခြုံနဲ့စောင့်ရှောက်ပေးရင်ရပါပြီ။ဒါတော့ပါပဲလို့ပြောတော့ ဲ့ဒီမှာအမမတင်ခွေးရဲ့လေကုတ်ကိုကြည်လိုက်တော့အစင်းရကြီးတွေ့တယ်ဗျာအမကြီးတခုပေါ့ဒါနဲ့ဝက်ဝော်ကမေးတယ်ကိုခွေးရဲ့ခမားလေဘင်းကအမသားကြီးကအဲ့ဒါဘာဖြစ်လို့လဲဗျာလို့မေးတော့ဘာမှမဟုတ်ပါဘူးကွာတဲ့ငါသခင်ကတဲ့ငါကိုတရက်လုံးအိမ်မှာတန်ကျိုးနဲ့ခြိထားတာတဲ့သူ့အိမ်ကိုစောင့်ရှောက်လို့ရအောင်ပေါ့ကွာလို့ပြောတော့အဲ့ဒီတန်ကျိုးခြိထားတဲ့အမရပါလို့ ပြောလိုက်တဲ့အခါမှာဝက်ဝုံကကောင်းခါပြီတော့အေးကွာခဏနေကမင်းငါကိုအလုပ်ပေးမယ်စားစရာပေးမယ်အိပ်စရာပေးမယ်လို့ပြောခဲ့တာအတွက်မင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါပေမဲ့လို့ငါအခုပြန်စဉ်းစားမိတာကမင်းဘဝဟာကွာသူများရဲ့လောင်အိမ်ထဲမှာလောင်ကြိုင်ထဲမှာအချို့အနောင်ထဲမှာတန်ကြိုးချေပြီးတော့မှ နေရတဲ့ဘဝကြီးပါကွာ။ငါအဲ့လိုဘဝမျိုးကိုမကြိုက်ဘူးကွာ။ဘလောက်ပဲ အစားကောင်းနေစားရပါစေဘလောက်ပဲကောင်းတဲ့နေရာတွေမှာနေရပါစေမတို့ကလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါနဲ့ကိုဝမ်းစာကိုရှာစားနိုင်နေအဲ့တော့လွတ်လွတ်လပ်လပ်သွားလာနေရတာကိုပဲငါတို့ကတော့သဘောကျတယ်အချုံအောင်နေကိုသဘောမကျဘူးဆိုပြီးဘဝဝင်ကြီးကထွက်သွားပါတယ်အဲ့တော့ပြောချင်တာကတော့ဘလို့ဘဝမျိုးမှာရှင်တန်ကျင်တယ်လေဝဲဝုံလို့ဘဝမျိုးလားခွေးလို့ဘဝမျိုးလားဒီဘဝမျိုးမှာရှိပါတယ် ဘယ်သူဘဝကိုမှအာမကြပါနဲ့ပြောချင်တာကိုဘဝနဲ့ကိုตายနေရင်ပြောစရာအလွန်ကောင်းပါလေအလုံးပဲကိုရဲ့လက်ရှိဘဝလေးမှာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ကြပါစေကျေးဇူးများကြီးတင်ပါတယ်